တတလောအမှုပညာလှူရှာမှုကတော့ဒီနေပွဲတွေတောက်လျှောက်ထွက်နေရတယ်ပေါ့အဲ့တော့ပြီးတော့အခုဒါမကြာခင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အတားနှစ်တစ်ကိုလည်းရောက်တော့မယ်အဲ့အတွက်ကြံသချင်းအစ်တစ်လေးတို့ထွက်ဖို့ရှိပါတယ်အရှိတုံးကဒါသချင်းအဟောင်းလေးတစ်ခုပေါ့နော်ရှိရောတော့ပေါ့အရင်တုန်းကသချင်းအဟောင်းလေးတစ်ပုဒ်ဒါပေမဲ့ကျွန်တော်လက်ထဲမှာလည်းပြန်နေပြီးတော့မပြည့်စည်အောင်ဒါပေမဲ့ခီးရည်စီချောင်းနဲ့အလိုက်လည်းပြန်ပြီးတော့စမ်းတစ်တဲ့အနေနဲ့ဖြစ်အောင်လို့တည်ထွင်ထားပါတယ်အချင်းလေးရဲ့နာမည်ချမ်းပါတယ်လို့ပြောရပါတယ် ်ချမ်းပါတယ်ဒီပက်လိုင်ဘွမ်းအာချမ်းတယ်အော်အရင်ဟိုတေးစီယာစီမှာတော့ခွင်တောင်းပြီးတော့ဒါအနုပညာကြီးခရော့ပြီးတော့တခြားလေးစာယူစာတန်းနဲ့တခြားလေးဝယ်ထားပါတယ်ကာပါတော့မဟုတ်ဘူးတခြားပေါ့ဒီ online တွေ့ရပြီးတော့အော်တခြားပုံစံလေးလေလောက်ထားတဲ့ပုံစံလေးလေပြရတာပေါ့ဘယ်လိုတွေးလေးမပြည့်စည်အောင်ဘယ်လိုထားဒါတေးစီယာကိုယ်တိုင်ကခွင့်ပြုပြီးတော့မှကျွန်တော်တို့ကိုစာယူစာတန်းနဲ့လက်မှတ်ထိုးပြီးတော့ဒါကျွန်တော်ပြန်ပြီးဝယ်ပြီးတော့ပြန်ဆိုတာပေါ့အဓိကတော့ဟိုအချင်းအောင်းလေးဝယ်ပြန်ဆိုတယ်ဆိုတာကကြတော့အချင်းအစ်စ်တွေလည်းဆိုပါတယ် ။ဘာဖြစ်လို့ဆိုတော့အရင်တော့တချင်းနေတွေကိုဒီဘက်အခက်လူတွေလည်းအကုန်လုံးပြန်နေနားထောင်လို့ရအောင်ပေါ့နော်။ပြီးတော့ဒီဘက်ခေရဲ့ရည်စီးကြောင်းအလိုက် music arrange ကစားဖြေရှားလေးပြောင်းပြီးလုပ်ရတာပေါ့။အဲ့တော့ဒါလေးကိုလည်းနားလည်ခွင့်ပြုနေချင်ပါတယ်။ကျွန်တော်ပွဲဆိုပြင်လေပွဲဆိုပေါ့နေမတ်တက်တီမှာမဆိုပြင်လေကုလူကောင်းမှုတွေလုပ်ဖြစ်တာများတယ်အဓိကတော့လေတာပတ်တာတော့တိတ်မရှိဘူးအရင်အရင်တော့တော့ဒီတင်ငန်းဝေပြီးတော့ဖြတ်တန်းဖြစ်တယ်ဒီအဓိကကတော့တကြံမှာ EC စီစီဒီကုတောက်ချောက်အလုပ်တွေတောက်ချောက်လုပ်လာတော့ဒီချိန်မှာ ဟိုဘောတင်ငန်းဥချင်းတဲ့စိတ်လေးဖြစ်တယ်ဆိုလို့ရှိရင်အဲ့အဲ့မှာနဲ့အမ်အေးချမ်းချမ်းလေးပေါ့ခဏတော့အားယူတာပေါ့တရားဘာဝနာနဲ့အခုတော့ဒီနေ့ကတော့မန်တပ်မှာစုပြစ်မယ်လားမသိဘူးစုပြစ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်အေးစီစီပဲအားယူပန်းဖြစ်မယ်ပေါ့ပြီးရင်ကုသကောင်းမလုပ်ပဲပေါ့အော်ငငယ်တော့ဆိုလို့ရှိရင်ဒါဟိုတတိရတာပေါ့ကျွန်တော်တို့ဆိုလို့ရှိရင်အဲ့ငငယ်ချင်းနေအမ်စပေါင်းစုပြီးတော့လေ အဲ့ဟိုဟိုကျွန်တော်တို့ဒီရွာရဲ့အပြင်မှာကျွန်တော်ရွာကိုရွာဆိုတော့ရွာရဲ့အပြင်မှာဆိုလို့ရှိရင်အာကားလမ်းရှိတယ်ပြန်မှာအဲ့ကားလမ်းပေါ်တက်ပြီးအကုန်လုံးရွာစီရွာသားတွေစုအဲတကယ်ကြီးနေစုပြီးရေပတ်ကြရေတောင်းနေကြဦးမဲတွေတုတ်ကြဒါလေးတွေကငငယ်တော့ဘဘွားတယ်အခုကတော့ပြန်လည်မရနိုင်တော့ဘူးလေအဲ့တော့ဦးမဲတွေတုတ်ကြအမလို့ဘယ်ရောလုံးကြတယ်မလို့ဘယ်လဲလုံးတယ်အာပြီးလို့ရှိရင်ပြီးလို့ရှိရင်နေ့ရှိနေခေါဆောင်ကုတ်ပတ်ကြရန်နေဖြစ်ကြအဲဒါတွေကတော့အမှတ်တရလေးပေါ့ဟုတ်တယ်တမှုရှိရောအဓိကတော့မြန်မာလူမျိုးဖြစ်ရတာရန်ကုန်လူတွေ တော့ဘယ်နောက်ဘွားတွေမြန်ပြန်ပြီးတော့ဒီနေရာမှာဟောပေါ့နော်ဒီလူပြန်ဖြစ်မယ်ဆိုရင်အဓိကမြန်မာလူမျိုးဖြစ်ရတာဘာလို့ခုံနေလဲဆိုဗုဒ္ဓဘာသာဖြစ်နေတယ်လေဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်နေတော့အဲ့ဒီဗုဒ္ဓဆိုရဲအဲ့ရဲ့ဟိုပေါ့ပေါ့အဲဟောပေါ့ဒီရာလေးရဲ့ခေါင်းစဉ်လေးရအောက်မှာတည်ရှိနေတဲ့ကုကုကိုဖြစ်တည်မှုလေးကိုအဲ့လက်ခံနေပေါ့အဲ့တော့ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်ရရန်ခုံယူပါတယ်နောက်တစ်ခုကကိုမြန်မာနိုင်ငံမှာရည်ချင်းမှုပေါင်းများလာအများကြီးရှိရပြီးလို့ရှိရင်ကိုယ်တန်းသဘင်တွေအများကြီးရှိရ အနုတံမူထားစရာတွေပေါ့တကြံမမဟုတ်ဘူးတခြားထင်ကြရပွေးဆိုလည်းအများကြီးရှိရမယ်လေဒါကြောင့်မလို့ဒီလိုမျိုးအရာလေးတွေပြီးလို့ကျောင်းဒါလေးတွေကိုကျွန်တော်တို့လည်းထိန်းထိန်းတင်းတင်းနဲ့ပြီးတော့ဟောပျော်ပျော်ရွှင်ရွှင်နဲ့အားလုံးတရားတရားနဲ့တရား lesson ကမ်းပြီးတော့အမူအနစ်တွေထိန်းသိမ်းသွားကြမယ်ဆိုပြီးတော့အဲ့လိုမျိုးဆုံးဖြတ်ရှိပါတယ်အာနေရုပ်ချတဲ့ပုံစံတွေဆိုတော့အကွယ်လို့ရမယ်ဆိုင်လိုက်ပြီးတော့အဲ့တော့ဒီကျန်လာတဲ့ကျန်ပါဒီကျန်နေနေဦးထားတာကျိုးပြရနေတော့ဘာလဲဘယ်လိုစတောင်းလေးပြင်း အဓိကတော့ကျွန်တော်ကဒီတကြံပါဆိုလို့ရှိရင်လေဟိုကိုကငငယ်တော့အချိန်နေပြန်မရနိုင်တော့ဖြစ်တဲ့အတွက်ကြောင့်လို့အခုလက်ရှိရှိနေတဲ့အနေအထားမှာပြည်သက်တင်နေအဲ့လိုမျိုးရီးပတ်လိုက်ပေါ့အဲကိုကလည်းဘာလို့ပဲဖြစ်ဖြစ်လေအားလုံးနဲ့တသားတည်းဒီလိုချိန်မှာနေနေခြင်းနဲ့ပေါ့နော်ပြိတ္တတွေအားလုံးနဲ့ပြိတ္တတွေကိုလည်းကိုကရီတော့ပြိတ္တတွေလည်းကျွန်တော်ရီတော့အဲအဲ့လိုမျိုးပုံစံလေးကျွန်တော်လိုချင်ပါတယ်အဲ့တော့အပြင်မှာတွေ့ရင်လည်းတွေ့ရတယ်ကျွန်တော်စပြီးရီတော့မှာလို့ဟုတ်ကဲ့အဲ့တော့အားလုံးပဲဒီနေ့အတာနှစ်တက်မှာစပြီးတော့နောက် နောက်နှစ်ဒီနှစ်ဒီအတာနှစ်တစ်ပေါင်းများစွာမှာဘီမတီရေမခါပဲနဲ့တနည်းနဲ့တနည်းကျွန်တော်တို့ကောင်းကျိုးလိုရာဆန္ဒတွေပြည့်စုံပါစေကျွန်တော်တို့အသက်ရှူတိုင်းလည်းဝင်ငွေတွေအများကြီးအများကြီးဝင်ပါစေထွက်ငွေတွေတိတ်ပြီးတော့မရှိဘဲနဲ့ဝင်ငွေတွေပဲအများကြီးဝင်ပါစေလို့စတောင်းနေတဲ့အသက်ရှိခြင်းမှာအနာမေ့ပါစေအားလုံးစတောင်းပေးကြပါခင်ဗျာ